အားလုံးမင်္ဂလာပါအခုဒီဗီဒီယိုထဲမှာက Cambridge ကထုတ်ထားတဲ့ Sunshine Grammar ရူဆိုတဲ့စာအုပ်ထဲက Unit 49တင်ကစားအကြောင်းလေ့လာမှာဖြစ်ပါတယ်တို့ဒီ Unit 49မှာဆိုလို့ရှင်တော့ do you know where is to i don't know what to ပေါ့နော်အဲ့လိုဝါကြတွေအကြောင်းလေ့လာမှာဖြစ်ပါတယ်ဒီ unit 49မှာပြောရတဲ့ do you know where to i don't know what to ရအသုံးလေးတွေဒီ session A မှာစပြီးကြည့်ကြည့်မယ်ပေါ့နော် do you know where polar is polar ဘက်မှာလည်းမင်းသိလားဒါမျိုးလေးမေးတယ် we say ကျွန်တော်တို့ပြောကြတယ် where is paula paula ဘယ်မှာလဲလို့ကျွန်တော်တို့ပြောကြတယ်မေခွန်းနေမှာဆိုလို့ရှင် whp ဒါနဲ့အခုကြိယာလာတယ်ပြီးပါလို့ရှင် subject ပေါ့ where is paula do you know do you know နဲ့ media ဝကြမှာဆိုလို့ရှင်တော့ where paula is paula ကဘယ်မှာလဲပေါ့ဒီမှာ subject နဲ့ perfect အတိုင်းဖြစ်လိမ့်မယ်ဒီအနောက်ကဟာမေခွန်းပုံစံမဟုတ်ဘူး ဒီနောက်ကဟာဒီ subject plus path ပုံစံပေါ့နော်ဒီ wh စကားလုံးလေးပြီးသွားတာ ਨੇ subject plus path ဒီရှေ့ကဟာပဲ may gone to know where polar is တကယ်လို့ဒီလိုရင်းမာတယ်ပေါ့နော် do you know where is polar လို့ရင်းမာတယ်ဒီအတုံးလုံးကဘယ်လိုမျိုးလဲဆိုလို့ရှင်တော့နည်းနည်းလေးရှင်းကြည့်တယ်ဒါပေမဲ့ရှင်းကြည့်တဲ့အတုံးလုံးလားဆိုတော့လည်းအဲ့လိုနေမဟုတ်ဘူးပေါ့နော်ဒီမှာဆိုကြည့်ကြည့်လိုက်ပေါ့ ပေါ်လာပဲမှာလဲလို့မိလိုက်တာပေါ်လာပဲမှာလဲလို့မိလိုက်တာထက်ဆာလို့ရှင်ပေါ်လာပဲမှာလဲခမားတိလာဒါမို့လို့ရှင်မင်းတိလာဒီလိုမျိုးလေးမိလိုက်တာနည်းနည်းကြားရတာအဆင်ပြေတယ်ဟိုအားကျတော့ပေါ်လာပဲမှာလဲလူတိုင်းရိုက်မိလိုက်တဲ့ပုံစံရင်းနှီးတဲ့သူတွေကြားမှာတော့အဆင်ပြေတယ်ပေါ့နော်နည်းနည်းလေး formal ဆန်တဲ့ပုံစံမျိုးလေးနဲ့မိခြင်းနဲ့နည်းနည်းကိုယ်ကစကားရဲ့ပြင်အားပေါ့ intensity လို့ခေါ်တဲ့စကားပြင်အားနည်းနည်းလေး short ချခြင်းနဲ့ရင်ကျေးတဲ့ဘက်ကိုနည်းနည်းလေးရောက်ခြင်းနဲ့ဆိုလို့ရှင်တော့ဒါမျိုးလေးတွေပြောလို့ရတာပေါ့ do you know where paula is ပြီးလို့ရှိရင်ဒီလိုမျိုးပေါ့ in the same way we say ကျွန်တော်တို့ပြောကြတယ် i know ကျွန်တော်သိတယ် where paula is paula ဘယ်မှာလဲဆိုတာကျွန်တော်သိတယ် i don't know ကျွန်တော်မသိဘူး where paula is ဟုတ်လားဘယ်မှာလဲဆိုတော့ကျွန်တော်မသိဘူးဒါမှမဟုတ်ရှင်မေးဖို့မေးမယ်ဆိုလို့ရှင်လဲ can you tell me where polar is ဟုတ်လားဘယ်မှာရှိလဲဆိုတော့ခင်ဗျားကျွန်တော်ပြောပြပေးနိုင်မလားဒီလိုဟာမျိုးလေးတွေလည်းတုံးလို့ရတယ်ဗောနော် i don't know တို့ i know တို့ can you tell me တို့အရေးကြီးတာဒီနေရာမှာမှတ်ကမှာဒီ dwh စကားလုံးနေပြီးွားတာ ਨੇ အနောက်မှာ subject verb လိုက်ပါမယ်မေးခွန်းပုံစံမျိုးမဟုတ်ပါဘူး ဒီမှာ compare နှိုင်းရှင်ကြည့်ပါတဲ့ဒီဟာကတော့ direct မေးတဲ့ question တွေပေါ့ဒါကတော့ indirect ပုံစံမျိုးလေးပေါ့နော်နည်းနည်းလေး do you know လို့ can you tell me လို့သင့်ခံပြီးမှမေးခွန်းလုပ်လိုက်တဲ့ပုံစံပေါ့အဲ့တော့ဒီမှာကြာလို့ရှင် who are those people ဒီလူတွေကဘယ်သူတွေလဲမဟုပြီးွားတာနဲ့အကူကိရိယာလာတယ်ဒီမှာဆိုလို့ရှင် how old is nicola နီကိုလာအသက်ဘယ်လောက်ရှိပြီလဲဒီမှာအကူကရိယာလာတယ် what time is this ပေါ့ဒီမှာအကူကရိယာအများအားရှိမှရှိတယ်ဟွက်ခန့်နိုင်ကိုဒါမေးခွန်းတွေကိုအဲ့တော့ဒီဘက်ချောင်းကိုအရင်ဆုံးကြည့်ကြည့်လိုက်မယ် do know do know ပြီးွားရတယ် who those people are ဒီလူတွေဘယ်သူလဲဆိုတာခင်ဗျားသိလားဒါမှမဟုတ်လို့ရှင် can you tell me မင်းငါ့ကိုပြောပြပေးနိုင်မလား who those people are ဒီလူတွေဘယ်သူလဲဆိုတာမင်းကအောင်ပြောပြပေးနိုင်မလားဒါမှမဟုတ်လို့ရှင်လဲ i know who those people are ဒါမှမဟုတ်လို့ရှင် i don't know who those people are ဘောနော်ဒီမှာမျိုးစုံတော့သုံးလို့ရတယ် i don't remember ကျွန်တော်မမှတ်မိဘူး who those people are ဒီလူတွေဘယ်သူလဲဆိုတာကျွန်တော်မမှတ်မိဘူးအဲ့တော့ဒီမှာ who ဆိုတိုင်းလဲအအောင်ရှင်းထုတ်လိုက်လို့ရှင်တော့ဒီဘက်ကြတွေကမှားသွားပြီဘောနော်ဒါဆိုလို့ရှင် where can i go ဆိုလို့ရှင် where i can go ဖြစ်ပါလိမ့်မယ်ခံနိုင်မဟုတ်ဘူးပေါ့เนาะရှားပါဇက်ကတခါလေးကျန်နှုတ်ကဆွဲနေတာမျိုးရှိတယ်ဘွယ်ခံနိုင်ကိုဒီမှာ can you tell me ဘွယ်ခံနိုင်ကိုဆိုရင်တော့မှာပါလိမ့်မယ်ပေါ့เนาะ can you tell me တော့ do you know လို့လည်းသုံးမယ်ဆိုလို့ရှင်เนาะ where i can go ဖြစ်ပါလိမ့်မယ် when you are going away ဒီမှာဆိုလို့ရှင် when are you going away i don't know when you are going away ပြီးတော့ where have they gone အဲ့လိုမျိုးဆိုလို့ရှင် I don't know where they have gone သူတို့ပဲသွားလဲဆိုတာကျွန်တော်မသိဘူးပေါ့ပြီးတော့ what was cake wearing cake ပါဝတ်ထားလဲ I don't remember မှတ်မှတ်မိဘူး what cake was wearing cake ပါဝတ်ထားလဲဆိုတာမှတ်မှတ်မိဘူးပေါ့ဒီဘက်ချမ်းမာတီ cake was wearing ဖြစ်နေမယ်မေကုံးဆိုလို့ရှင်တော့ဒီဘက်ချမ်းမာ was ဘောနော် what was cape wearing ဒီမှာကျတော့ cape was wearing ဒီပုံစံမျိုးလေးဖြစ်ပါလိမ့်မယ်အရေးကြီးဆုံးကတော့ဒီမှာ subject path ပုံစံမျိုးလေးပဲရေးရမှာဖြစ်ပါတယ်မိကုံးကတော့ဒီရှေ့ရဲ့စလုံးလေးတည်းမိကုံးဖြစ်တဲ့အတွက်နောက်ကဟောင်းမိကုံးထပ်လုပ်စရာမလိုပါဘူး ီ session ပြီးမှဆိုလို့ရှင်တော့ question with do does did ပေါ့နော် present simple တို့ past simple တို့ present simple ကိုမေးခွန်းလုပ်မယ်ဆိုလို့ရှင် do နဲ့ does ကိုသုံးရတယ် past tense ဆိုလို့ရှင် past do ပေါ့ did ကိုသုံးရတယ်ဒါလည်းရှင်းမှာခဏခဏတွေ့ပြီးသား where does he live အဲ့ဒါဒီမှာဆိုလို့ရှင် does ပေါ့နော် he ဆိုတဲ့အတွက် where does he live ဒါမျိုးရှိတယ် do you know where he lived the desk ကိုပြန်ဖြုတ်ချလိုက်ရလိမ့်မယ်ဒီဘက်ခြမ်းနောက်ကဟာဒီမေးခွန်းမဟုတ်တော့ဘူးဒီမှာ do you know ဖြစ်သွားတဲ့အတွက် how do aeroplane fly ဒါဆိုလို့ရှိရင် do know ဒီ do ကိုဖြုတ်ချရလိမ့်မယ် how aeroplane fly လေယာဉ်နေဘလို့ပြန်လဲဆိုတာခမားတိလား what does jane want ဒီဘွားကြလေးရှိမယ်အဲ့ဒါဆိုလို့ရှိရင် i don't know what jane wants ပေါ့ jane ဘာလို့ကျင်လဲဆိုတာကျွန်တော်မသိဘူးဒီက does ကိုဖြုတ်ရလိမ့်မယ်ဒီဘက်ချမ်းပုံစံနဲ့ပြောမယ်ဆိုရင်ပေါ့နော် why did she go home ဘာကြောင့်သူမအိမ်ကိုပြန်သွားခဲ့တာလဲအဲဒါဆိုလို့ရှိရင် I don't remember to I don't know to I know တို့တခုခုပေါ့အဲ့လိုမျိုးတခုခုဒါမှမဟုတ်လို့ရှိရင် do know why she want home ဘာကြောင့်သူမအိမ်ကိုပြန်သွားတာလဲဆိုတာမင်းသိတာဒီမှာ DID did ဖြစ်တဲ့အတွက်ဒီဘက်ချက်မှာ one ပေါ့ path 2တော့ဖြစ်သွားလိမ့်မယ် where did i put the key ငါတော့ပင်လာထားမိလေပေါ့ အဲ့ဒါဆိုလို့ရှိရင် I know where I put the key အမလို့ရှိရင် I don't remember where I put the key တော့ပဲနာထားမိလဲဆိုတော့ငါမမှတ်မိဘူးပေါ့အဲ့တော့ဒီဘက်ချမ်းမာဒီ where did I put မဟုတ်ဘဲနဲ့ where I put the key ဆိုတာမျိုးဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့တော့ဒီ session A ရော session B ရောမှာဆိုလို့ရှိရင်လည်းဒီ do you know လို့ I don't know လို့ I don't remember လို့ I know လို့ပေါ့နော်အဲ့ဒီနောက်မှာ WH စကလုံးတစ်လုံးရဲ့ subject နဲ့ပတ်ပုံစံလိုက်တာကိုပဲထပ်ပြီးလာရတာဖြစ်ပါတယ် ဒီ session C မှာကျတော့အခုကိရိယာတွေနဲ့စတဲ့ question မျိုးတွေပေါ့နော် yes to do ရော can လို့ပေါ့ yes no question လေးတွေတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှင်တော့ closed question လေးတွေပေါ့ဒီ closed question တွေမှာဆိုလို့ရှင် if တော့မဟုတ် whether ကိုသုံးတယ်ဘာလို့လဲဆိုတော့သူ့မှာ wh ဆိုတဲ့စကားလုံးတွေမပါလာဘူး is jack at home jack အိမ်မှာရှိလား do you know if whether ဒီမှာသုံးလာတဲ့ if နဲ့ whether ဒီတလားဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့ do you know if jack is at home jack အိမ်မှာရှိသလားဆိုတာခင်ဗျားသိလား have they got a car? Resolution, they have got a car. Can Ben swim? Resolution, ဒီမှာပြန်ဖြေလို့ရှိရင် Ben can swim. Do you know if Ben can swim? မနော်ဒါမျိုးဖြစ်သွားလိမ့်မယ်. Do they live near here? သူတို့ဒီနားမှာနေတာလား? I don't know whether ဒါမို့လို့ရှိရင် if or they live near here. ဒီဟာမျိုးဖြစ်သွားမယ်.ဒီပတ်ချက်အမေကုန်းပုံစံ do does did အဲ့ဒါလေးနဲ့မိတယ်ဒါမှမဟုတ်လို့ရှိရင်အကူကရိယာလေးနဲ့စရမယ်ပေါ့တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ wh ဆိုတဲ့စကားလုံးလေးမပါလို့ရှိရင် if တော့မဟုတ် whether ကိုသုံးရတယ်အဲ့တော့ you can use သုံးနိုင်ပါတယ် if or whether in these sentences ဒီဘက်ကြတွေမှာ if တော့မဟုတ် whether ကိုသုံးနိုင်ပါတယ်တဲ့ do you know if they have got a car do you know whether they have got a car သူတို့မှာကားရှိလားဆိုတာခင်ဗျားသိလား i don't know if anybody saw me ကျွန်တော်တရားရောက်မြင်ခဲ့သလားဆိုတာကျွန်တော်မသိဘူး i don't know whether anybody saw me whether ပဲတုံးတုံး if ပဲတုံးတုံးတုံးလို့ရတယ်ပေါ့နော်အပေါ်မှာတွေ့ခဲ့တဲ့ဟာတွေကကျတော့ wh ပါတဲ့အတွက် wh နဲ့ဆက်လိုက်တယ်နောက်ဘက်ကြောင်းဒီမှာကျတော့မေကွန် wh မပါဘူးဆိုတဲ့အတွက် if တုံးမဟုတ် whether နဲ့ဆက်ရတယ်ပေါ့နော်အဲ့ဒါတွေပြင်တော့ exercise တွေဖြေရမှာဖြစ်ပါတယ် ဒီ49ဘောင်မှာမှာဆိုလို့ရှင် answer this question ဒီ question နေဖြစ်ရမယ် which i don't know where when why မော်ဒီကလေးဒီ i don't know ကိုတုံးရမယ် have your friend gone home အဲ့တော့ဒီဘက်အချမ်းမှာပြန်လုံးမယ်ဆိုလို့ရှင် i don't know where they have gone သူတို့ဘယ်သွားလဲဆိုတာကျွန်တော်မသိဘူးပေါ့သူတို့ကဒီမှာဆိုရင်အိမ်ပြန်သွားတယ်ဝဲပါတဲ့အတွက်နေရာပြဖို့ home ကိုဖြုတ်ပြလိုက်တယ် i don't know where နဲ့ဆက်မယ် where နဲ့ဆက်မယ်ဆိုတော့နေရာပြဖို့ကိုသူကဖြုတ်သွားတော့မယ် in her office ဆိုတာယူဖြုတ်ပြရလိမ့်မယ် where ဒီမှာခြံခဲ့တာ is cake ပဲခြံခဲ့တယ်။ where cake is ဒါမို့လို့ရှင် i don't know where she is ပေါ့ရှင်နဲ့ညွှန်လဲရတယ်။ဒီမှာဆိုလို့ရှင် how old ဆိုတဲ့အတွက်ဒီဘက်ခြံ very old ဖြုတ်ပြရတော့မှာပေါ့ i don't know နဲ့စလိုက်မယ် i don't know how old the castle is ဒါမို့လို့ရှင် how old it is ဖြစ်လိမ့်မယ်။ is this တော့မဟုတ်ဘူးသူကရိုးရိုးဒီရှေ့မှာ i don't know နဲ့ဆက်ထားလို့ရှင်နောက်မှာ subject နဲ့ပတ်ပဲလိုက်တယ်ပေါ့နော်အဲ့လိုမျိုးပဲဒီ channel ဝကြတော့ကြိုးစားပြီးဖြစ်ကြည့်ပါ ဒီမှာတတိထားမှာတခုပါကြတော့ဒီမှာ one ဆိုလို့ရှင် soon ကိုဖြုတ်ကားလိုက်မယ်ပြီးတော့ဒီမှာ why ဆိုလို့ရှင် because i was late ပေါ့ဒီမှာ how long ဆိုလို့ရှင် a long time ဆိုတာကိုတော့ဖြုတ်ပြရလိမ့်မယ်ပေါ့နော်ဒီ49.2မှာဆိုလို့ရှင် complete the sentences ဘာကြတယ်ပြအောင်ဖြည့်ပေးရမယ် how do airplane flies ပေါ့အဲ့ဒါဆိုလို့ရှင်ဒီဘက်အချက်မှာ do you know how airplane flies အဲ့ဒါဒီမှာဒီ do ကိုဖြုတ်ပါမယ် how aeroplane flying ဆိုတဲ့ဒီပုံစံလေးပေါ့ i don't know i don't know ဆိုလို့ရှင်ဒီဘက်ချမ်းအကူကရိယာကိုဖြုတ်ပြရမယ်ဖြုတ်ပြီးတော့ဒီဘက်ကြလေးပြီအောင်ဆက်ဖြေရမယ်ပေါ့နော် do remembers do remember ဆိုလို့ရှင်ဒီမှာ did did ဖြစ်တဲ့အတွက်ဒီဟာဒီ sets ဖြစ်သွားလိမ့်မယ်ဒီဘက်ချမ်းဟာဒီ do remembers what peter said ဒါမျိုးဖြစ်သွားလိမ့်မယ်အဲ့တော့ဒီဘက်ချမ်းက i don't know ပါတယ်ဒီမှာ did did ကိုဖြုံမယ်ဒီ buff ကို buff 2 chain မယ်ပေါ့နော် past tense form chain မယ်အဲ့လိုမျိုးပဲဒီ channel ဝါကြနှစ်ခုကြိုးစားပြီးဖြစ်ကြည့်ပါဒီ9.3မှာဆိုလို့ရှိရင် which is right ဘယ်ဟာမှန်လဲပေါ့ do you know what time is this ဖြစ်မလား it is ဖြစ်မလားဆိုတော့ it is ဖြစ်မယ်ဒီ do know တို့ပါလို့ဒီဝါကြမျိုးဆိုလို့ရှိရင်ဒီနောက်မှာ subject နဲ့ verb ပဲလိုက်နိုင်မယ် do know what time it is ပြီးတော့ why why ဆိုပြီးတော့ you are going away ဖြစ်မလား are you going away ဖြစ်မလားပေါ့နော်ဒီဟာဒီ direct question ဒီဘောဟာဒီ indirect question ပေါ့နည်းနည်းလေးပို့ပြီးရှင်းကြအောင်မိတဲ့ပုံစံမျိုးတွေဒီဟာတော့နည်းနည်းလေးလွယ်လို့ကိုယ်တိုင်စူးစမ်းပြီးပဲဖြေကြည့်ပါ 49.4မှာဆိုလို့ရှိရင် right question with do you know if နဲ့ဆက်ကမှာပေါ့ do you know if they have got a car သူတို့မှာကားရှိသလားပေါ့ဒီမှာသုံးတဲ့ if ဒီသလားဆိုတဲ့အဓိပ္ပာယ်မျိုးရတယ်သူတို့မှာကားရှိလားဆိုတာခမားသိလားမင်းသိလား are they married do you know if နဲ့ဆက်ကမှာ if နဲ့ဆက်ပြီးသွားလို့ရှိရင်ဒီဟာလေးဝါကြပုံစံလေးပြန်စီရမယ် do you know if they are married ပေါ့နော်ဒါမျိုးလေးဖြစ်သွားမယ် အဲ့တော့ဒီနံပါတ်3 4 5 3ကိုလည်း do no if နဲ့ပဲဝါကြပုံစံနေသိချာမအောင်ပြန်ပြီးစီကြည့်ပါအဲ့ဒီ49.5မှာကျတော့ right question beginning do no do no နဲ့မေးခွန်းလုပ်ရမယ်ဒီမှာဒီ direct question နေအဲ့ဒါကို do no ပုံစံနဲ့ပို့ပြီးရင်ခြေတဲ့ပုံစံနဲ့မေးမယ်ပေါ့ what does laura want အဲ့ဆိုလို့ရှိရင် do no what laura wants desk ကိုဖြုတ်ကြမယ်ဒီနောက်မှာ s လာထည့်ရမယ် where paula is အဲ့ဒါဆိုလို့ရှိရင် do know where polar is ဆိုတာမျိုးပြန်ဖြစ်သွားလိမ့်မယ်အဲ့တော့ဒီမှာဒီအနောက်မှာ question ပဲပေါ့နော်ဒီဟာလဲဝါကြပုံစံလေးသိချပြန်စီရမယ်အခုကရိယာတွေပါရင်ဖြုတ်မယ်အဲ့အခုကရိယာတွေကိုအနောက်မှာဒီ buff က death ဆိုလို့ရှိရင် work မှာ s ပြန်လာထည့်မယ်ပေါ့အဲ့လိုမျိုးပဲခုနှစ်ထိဖြည့်ကြည့်ပါဒီ49.6ကကြတော့ use your own ideas ကို idea နဲ့ကိုရေးရမယ် to complete these sentences ဒီဝါကြလေးပြေဖို့အတွက်ပေါ့နော်နံပါတ်1မှာဆိုလို့ရှင် do you know why the bus were late ဘာကြောင့် bus ကနောက်ကျတာလဲဆိုတာသိလား do you know what time ဆိုပြီးတော့ဒီမှာကိုယ့်ဘကိုယ်ဝါကြတစ်ခုရေးရမယ် excuse me can you tell me where where ဆိုပြီးတော့နေရာတစ်ခုပေါ့ကိုယ် idea နဲ့ကိုယ်ခြိုက်တဲ့နေရာတစ်ခုရေးရမယ် i don't know what ဆိုလို့ရှင် i don't know what to do လို့ပါလို့ပေါ့ဘာလုပ်ရမလဲဆိုတာမသိဘူးတော့ခြိုက်တဲ့ဟာတစ်ခုကိုရေးလို့ရတယ် do you know if if ဆိုပြီးတော့ဒီမှာ yes no question ပုံစံမျိုးဒါဖြစ်သလားဆိုတာသိလားဆိုတာမျိုးပေါ့ do you know how much ဈေးနှုန်းနေပါဒီပေါ့เนาะဒါမှမဟုတ်ပမာဏဒီလည်းမေးလို့ရတယ်အဲ့လိုမျိုးတွေဒီဘွားကြတယ်လောက်ပြရမှာပေါ့เนาะ